နိုဝင်ဘာလ12ရက်နေ့တင်းတို့သည်ငါ့ကိုအမိပြု၍ငြိမ်သက်ရှင်းစီစီခြင်းကဤစကားကိုငါဟောပြောပြီသို့တော်လည်းမစိုးရင်ကြနဲ့ငါသည်လောကကိုအောင်ပြီးဟုမိတော်မူ၏ရှင်ရောဟန်ခရစ်ဝင်ကျမ်းခန်းကြီး16အခန်းငယ်33လောလေကူကူနဲ့အချောင်လဲမလိုက်ရန်တတိပြုရန်လိုအပ်ပြီးဤသို့လောက်ဆောင်မှာကစိတ်ပြတ်မှုကြုံတွေ့ရမည်ဖြစ်ပါတယ်။တမန်ကျမ်းသာဖတ်ရှုသူတိုင်းခရစ်ယာန်တို့၏ဘဝအသက်တာသည် လွယ်ကူချောမွေ့ခြင်းမရှိပဲအားကစားပြိုင်ပွဲသို့မဟုတ်စစ်ပွဲနှင့်အလားတကယ်တူပြီးခက်ခဲလေသည်တခင်ယေရှုကစိန်ခေါ်မှုအပြည့်ရှိသောဘဝပုံစံဟုတတိပေးထားပြီးတော့နောက်လိုက်တဲ့ပေတော်များကိုကြုံဆုံရမည်အကြောင်းအရာများသည်အဖို့အခများစွာပေးရပြီး လွယ်ကူသောကိစ္စမဟုတ်ဟုတတိပေးခဲ့လေသည်ခရိယန်၏နေမှုပုံစံတွင်အခက်အခဲများကိုရင်ဆိုင်ကြော်လွှားဖြတ်သန်းနိုင်မှသာစိတ်ကျေနပ်ဖွယ်ရာဖြစ်ပါသည်မိမိပြဿနာများကို တခင်ယေရှုနှင့်မိသားဟာရဖွဲ့ညီတိုင်းသည့်ခရိယန်တယောက်အတွက်မူဒုက္ခတိုင်းအတွက်တခင်ယေရှုအနေဖြင့်ယဉ်ဆိုင်နေရန်လုံလောက်သော ကုနာဂယုနာတော်ထောက်ပံ့ပေးထားတဲ့ကဲ့သို့မိမိအားနည်းချက်များမှခွန်အားရှိရန်လမ်းပြထားပြီးဖြစ်ပါတယ်။ယနေ့တွင်ဆုတောင်းခြင်းတခင်ယေရှုအနေဖြင့်ကျွန်တော်ဘဝအတွက်အဆအဆရရအနှင်းထားတဲ့အတွက်ဘယ်သောအခါမှလွယ်လန်းမလိုက်မိပါစေနဲ့။အာမင်။ ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်ပါ